အားလုံးပဲမင်္ဂလာပါမန်ယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းလေးတချို့ရထားတာရှိပါတယ်နောက်ခံကစားသမား2ယောက်ဖြစ်တဲ့ Lisandro Martinez နဲ့ပတ်သက်ပြီးတော့အကြောင်းရင်း Harry Maguire နဲ့ပတ်သက်ပြီးတော့ကျွန်တော်အတင်းအတွဲပြည်သက်တွေအတွဲအထူးသဖြင့်နေပြဖြစ်သူ Ruby Amore အတွဲ PR တွေ pressure တွေများနေတဲ့အနေအထားတစ်ခုမှာဒီကစားသမား2ယောက်တင်ကတကယ်ကို weather စာတင်ကတကယ်ကိုကျွန်တော်ပြောလို့ရတယ်ဆိုတော့ အာနောက်ဆုံးရအချင်းတွေကမှဘလို့ပါဝင်မလို့ဆိုတာကျွန်တော်ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါဆိုတော့ပထမအောင်စုပေါ့ဗျာကျွန်တော်ဟယ်ရီမကွိုင်းယားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်းအောင်လက်ရှိမန်ချက်စတာနဲ့တဲ့အသင်းနဲ့ဟယ်ရီမကွိုင်းယားကထက်မှန်ပြီးတော့တတန်းတိုးဖို့ဆွေးနွေးမှုတွေကျွန်တော်ပြုလုပ်နေတယ်ဆိုပြီးတော့ report ရွှေကျွန်တော်ထွက်ပေါ်လာပါတယ်ဆိုတော့ဒါကအာကျွန်တော်ပတ်စလီတယောက်မြင်ပြောတာနော် တကယ့်ကိုကျွန်တော်အင်မတန်ကိုကောင်းတဲ့တည်လို့ပြောလို့ရတယ်။လက်ရှိမန်ချက်စတာအနေနဲ့အသင်းမှာနောက်တန်းမှာတကယ့်ကိုအားနည်းမှုတွေရှိတယ်။အသင်းဘက်ကလည်းပြီးခဲ့တဲ့နေရာဒီမှာဆိုရင်နောက်ခံခေါ်ဖို့အတွက်ကိုလုံးဝအားနည်းမှုတွေရှိကြတယ်။ပြီးလို့ရှိရင်လူငယ်ကစားသမားတွေဖြစ်တဲ့ Any Hebrew ဆိုရင်လည်းထင်တယ်လို့ကျွန်တော်အလုံးလုံးနိုင်စွမ်းမရှိဘူး။အထူးသဖြင့်နေပြဒီကဒီကစားသမားဖြစ်သူတွေကိုတိတ်ပြီးတော့ဟိုမကြိုက်တဲ့အတွက်နောက်ခံမှာကျွန်တော်လုံးဝလေးဟာမှုတွေရှိတယ်။ကာလာချစ်တဲ့ပြဿနာကြုံနေရတဲ့လီဆန်တို့မှာဒီနေ့ဆိုရင်လည်း ပြီးကလေးရာသီမှာကလေးကနေအခုတတိပါဝင်နိုင်ခြင်းမရှိသေးဘူးလူလျှော်တို့ပွေးထုတ်လာတဲ့ကျွန်တော်အာကိုအတာပြုလို့မရဘူးအသေးအပိုင်းကြားလို့ချင်းတဲ့တက်ကလေးကျွန်တော်30ကျော်နောက်ကိုရောက်နေပြီဒါကြောင့်ဟဲ့ဒီမကွိုင်းရောက်ကိုအသင်းဖက်ကတစ်နှစ်တက်တန်းတော့မလားသူတို့မို့လို့ရှိရင်နှစ်နှစ်ကျွန်တော်တက်တန်းတော့မလားအဲ့လိုမျိုးတွေအတွက်ကကျွန်တော်အရေးကြီးတယ်တနည်းဆိုရင်လေမက်ဆေ့ဆောင်နေတဲ့အသင်းမှာရှိနေတဲ့အနေအထားတစ်ခုရဆိုရင်တကယ့်ကိုအလုံးလုံးနိုင်တဲ့ရှိတဲ့အသင်းမှာပါတယ်ပြီးကလေးရာသီတွေမှာဆိုရင်ပေါ့ဗျာမကွိုင်းရောက်က ကပတင်ဖြစ်ခဲ့တဲ့အဲ့ဒီရာသီတွေမှာဆိုရင်ရက်လက်တဲ့ဆိုးဝါးမှုရှိတယ်။သူရဲ့ခြေစဲ quality နောက်ခံမှာဆိုရင်လုံးဝကိုအခြေအနေမကောင်းခဲ့ဘူး။မကွမ်းရအနေနဲ့ကပတင်နေရာကနေပြုတ်ပြီးတော့အခုလက်ရှိမန်ချက်စတာဝန်ထဲတဲ့အသင်းမှာအကျိုးပြုနေတဲ့ player တယောက်လို့ပြောလို့ရတယ်။အဒီကကစားသမားအနေနဲ့ကလည်းဆက်ရှိနေတယ်။သူကလက်ရှိမှာပေါ့ဗျာပွေးထုတ်ခဲ့ပုံမဲ့မရဘူးဆိုပေမဲ့လို့အရင်နေရာကကျွန်တော်တို့အသင်းအတွက်ကိုလုံးဝကိုအားကိုးအားတာပြုလို့ရတဲ့ player အသင်းမှာပါတယ်။ ဘာကြောင့်လဲဆိုရင်မက်ချက်ဆောင်နဲ့တင်းရဲ့လက်ချီဒီနောက်ခန့်စတဲ့ဘက်မှာလုံဝကစားသမားကလူအဲ့နေတာဆိုတော့အခုအမရယ်ကပေါ့ဗျာမကွမ်းရောင်းကိုအလစ်ကျသုံးပြုံးနေတယ်တိုးတော်မကွမ်းရောင်းအနေနဲ့ကတော့ဘေးအချင်းဖြစ်ဖြစ်အကောင်းမွယ်ဆိုကျွန်တော်ဖြစ်တဲ့မှုတွေကျွန်တော်ရှိနေတယ်အတင်းနဲ့လဲလုံဝအရေးပါတဲ့ပုံစံမှာကျွန်တော်တွေးနေရတဲ့အတွက်မက်ချက်ဆောင်နဲ့တင်းဘက်ကဒီလိုမျိုးမကွမ်းရောင်းကိုထည့်ပြီးတော့တက်တန်းတိုးဖို့ဆွေးနွေးမှုပြုလုပ်တာက ကျွန်တော်တူတယောက်အမြင်ပြောလို့ရှိရင်ဒါကလုံးဝအမေကယ်ဆုံးဟိုတထင်းလို့ကျွန်တော်ပြောလို့ရတယ်မကွမ်းရအတွက်ကလည်းမက်ချက်စာအောင်နေတဲ့အသင်းကနေထွက်ခေါ်ဖို့ဆန္ဒမရှိသလိုအသင်းဘက်ကလည်းနောက်တန်းမှာလူအဲ့နေတဲ့အတွက်ဒီကစားသမားဖြစ်သူကိုကျွန်တော်တို့တတန်းတိုးဖို့ရှိနေတော့ဗျာဒီနေရာမှာမကွမ်းရောက်ကိုဘလို့တတန်းတိုးမလဲပေါ့ဗျာဒီနေ့တိုးမလားနေ့နေ့တိုးမလားဆိုတာတော့အသေးချာမသိရသေးဘူးသို့တော်ကျွန်တော်တို့တနေ့ပြည့်ပြည့်တတန်းတိုးရလေအသေးမှာလုံးဝဟိုလူအဲ့နေတဲ့နေရာတစ်ခုကိုတထောက်တင်နေရာက အမေကဲဆိုကျွန်တော်ဖြစ်စင်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒါကမကွန်ရဲနဲ့ပတ်သက်ပြီးတော့အချိန်တကူပေါ့ဗျာအဲကစားသမားဖြစ်သူကိုထိမှန်ပြီးတော့တတန်တိုးဖို့အတွက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့ထွက်ပေါ်လာတဲ့တည်င်းတချို့ပေါ့ထိပြီးတော့ကျွန်တော်တို့ဒီလီဆန်ဒိုမာတီနဲနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်ဒီတည်င်းကပရိသတ်တွေအတွက်တကယ်ကိုအရေးကြီးလာပါတယ်ပြီးလို့ချင်းအမ်မူရယ်အတွက်ပေါ့ဗျာတိုင်ပဲနေတဲ့အနေအထားတစ်ခုမှနောက်တန်းအတွက်ဖြည့်ရှင်ဖို့ကောင်းမယ်တဲ့တည်င်းတစ်ခုဆိုတော့ ျွန်တော်အခုထွက်ပေါ်လာတဲ့တရေမှာဆိုရင်ပေါ့ဗျာလီဆန်ဒိုမာတီနဲ့အနေနဲ့ပေါ့ဗျာအင်္ဂလန်တကာ international break ပွေးစီပြီးတာနဲ့အသင်းနဲ့တူပွေးတော့ပါဝင်ကစားဖို့အတွက်လုံးဝဟန်တဲ့ပါစက်တေးချနေတယ်ဆိုပြီးတော့ report ကကျွန်တော်ထွက်ပေါ်လာပြီလုံးဝ breaking news เนาะ Manchester United အသင်းအတွက်လီရှာကတကယ့်ကိုအရေးပါတဲ့ player တယောက်ပါ အမွေတကိကိုကြိုက်လာပါရည်ဆိုတဲ့ကစားသမားအထေးမှာလီရှာကလုံးဝထိဆုံးကပောင်းဝင်နေတယ်အတင်းအတွက်ကလေးပေါ့ဗျာအဲ့ဒီနောက်တဲမှာဆိုရင်ခုလူရှော်တို့ဟရီမကွမ်းရတို့ဒီလီတို့လီနီယူတို့မဇရာဝီတို့အပြင်တခြားကစားသမားတွေကျော်လူငယ်ကစားသမားတွေရှိတယ်တိုးတော်ညာလဲအဲ့ဒီထဲမှာလီရှာလို့လုံးဝအမေကစုအသွုံပြူလို့မရတဲ့ကစားသမားတွေရှိဘာဖြစ်လို့ဆိုတော့ကျွန်တော်စောစောကပြောသလိုပါပဲလူရှော်တို့ကိုကျွန်တော်အဲ့ဒီလီဆန်နိုမာတီနဲ့နေရာမှာအသွုံပြူတယ် သူ့အနေနဲ့ရှာလို့စွန့်ဆောင်ရင်မကောင်းဘူးနောက်တန်းမှာဖက်ကစားသမားတွေကိုချင်လူတာတော့ပြီးလို့ချင်း present တော့တာတော့ high present နေရာမှာလဲအလီရှာကပြပမှုနဲ့ကိုကစားသမားတွေဟုတ်တယ်မလားလုံဝကွင်းလေအထိတိုက်စီပိုင်းကမှာအလုံးလုံးနဲ့တည်းရှိတဲ့ player တယောက်ဖြစ်တယ်ဒါဒီမေးလားမဟုတ်ပါဘူး listen တို့မှာဒီနေ့အနေနဲ့ patriot တူကိုကစားနေတဲ့အဲ့ဒီဘေဖက်ကွင်းလင်းအချဲမှာဆိုရင်လည်းပဲကစားနိုင်တဲ့အနေထားရှိတယ် ကျောင်းရှင်နာကမလေးရှားကိုဖိနေရငါပဲကြည်ကြည်လုံးဝကိုကျွန်တော်အခိုင်မာကောင်းမွန်တဲ့ကစားသမားတယောက်ဆိုတာညင်လို့မရဘူး။ဒါကြောင့်မဲ့ဒီနေ့တည်တင်းကကျွန်တော်အသေးအတွက်ကိုလုံးဝအမေကယ်ဆုံးကောင်းမွန်တဲ့တည်တင်းလို့ကျွန်တော်ပြောချင်တယ်။ရှင်းမကျွန်တော်ပြောသလိုပါပဲလီဆန်ဒိုမာတီနဲ့အနေနဲ့ကာလာချီရီယာတီကလေးကလည်းကျွန်တော်ဒေယပဒနာဂျုံတဲ့အခုပရီးမီးယားလေးပွဲစဉ်9ပွဲအထိလုံးဝပါဝင်လာမှုမရှိသေးဘူး။ဆိုတော့အခုအီတလီရှင်နဲ့နိုင်ငံတကာပွဲစဉ်အပြီးအသင်းနဲ့အတူပါဝင်လာဖို့ရှိတယ်ဆိုတော့ကျွန်တော်ပတ်စီလီတယောက်မြင်ပြောလို့ချင်းကစားသမားဖြစ်သူက လီချင်းကနေဆင်းမယ်တင်းနေတူဟုတ်တယ်မလားထရီနီတွေကျွန်တော်တောက်လျှောက်ဆင်းမယ်ဒါပေမဲ့လို့လီဗာပူးနဲ့ပွေးစင်ကိုကျွန်တော်အမြင်ပြောလို့ချင်းအာပွေးထွက်လူစင်းစစ်တယောက်မှာအရှယ်နေရာလောက်ပဲပါဝင်မယ်လို့ကျွန်တော်ယူဆတယ်ဒါကလုံးဝအမ်ဖြစ်နိုင်ချေကိုပြောတာတကယ်တမ်းကြည့်လို့ချင်းအဲ့ဒီလီဗာပူးနဲ့ပွေးစင်မှာတော့အရှယ်နေရာကတော့ပါဝင်လာဖို့ကျွန်တော်မသေးချဘူးဘာလို့ဆိုတော့သာသမာဖြစ်သူကကာလာချီတန်ရဲ့ပြဿနာဂျုံနေရတဲ့အပြင်အတင်းနဲ့တူပေါ့ဗျာလုံးဝကျွန်တော်တို့ဒီပွေးထုတ်ပါဝင်မှုမရှိတဲ့အတွက် ီကစားသမားဖြစ်သူအနေနဲ့တဝူချင်း trainer တို့ကျွန်တော်ရှိတယ်ပေါ့ဗျာလေးကြီးကနေကျွန်တော်ဆင်တာရှိတယ်ဒါပေမဲ့လို့တကိပွေးစီနေမှာလီဆယ်တို့မာတီနက်ကိုကျွန်တော်ထစ်သိမ်းအတုမပြုသေးတဲ့အတွက်ဒီကစားသမားဖြစ်သူရဲ့ injury ပြဿနာနောက်တစ်ချက်ကျွန်တော်ဒီကစားသမားဖြစ်သူရဲ့ကြံ့ခိုင်မှုဒါကိုကျွန်တော်ကြည့်ရမှာထိပ်ပြီးတော့ကစားသမားဖြစ်သူကိုကာလာချေချလွယ်လွယ်ခရရမယ်ဆိုရင်ကျွန်တော်တော့ပြီဆိုတော့ အခုအနေထားမှာကပေါ့ဗျာလီဆန်ဒိုမာတင်တဲ့အနေနဲ့ဒီ injury ပြဿနာလေးလုံးဝအသေးချာကင်းနေပြီပြီးလို့ချင်းကြဲခိုင်မှု physically ပိုင်းနေမှာဆိုရင်လည်းတတော်ကိုကောင်းမွန်နေတဲ့အတွက်အဲ့ဒီ Liverpool နဲ့ပွဲစီမှာမပါဝင်ဘူးဆိုရင်တော့နောက်ထပ်ပွဲစီနေမှာကျွန်တော်တို့တပည့်နှစ်ပည့်လောက်နေပါဝင်လာဖို့100%လောက်ဒါကတော့သေချာတယ် Liverpool နဲ့ပွဲစီမှာမသေချာဘူးသို့တော်ညာလဲလာမယ့်ပွဲစီနေမှာကျွန်တော်ပါဝင်လာဖို့အများဆုံးရှိနေတယ်ဆိုတော့ အတင်းအတွက်ပေါ့ဗျာတိုင်ပင်နေတဲ့အရှင်တွေတခုရဲ့နောက်တဲမှာလွယ်ရက်ရှိနေတဲ့အနေထားတခုမှာလီရှာပါဝင်လာမယ်ဆိုရင်တော့ကျွန်တော်တို့အတင်းအတွက်လုံးဝကိုအာကိုအာတာပြူလို့ရတဲ့မှာပါဝင်တာပေါ့ဗျာအော် any have တို့ကျွန်တော်ရှိတယ်သို့တော်လည်းပဲကစားသမားဖြစ်သူကိုကျွန်တော်အသေးအပိုင်းရောပြလို့ရှိရင်လူရဲ့ချက်ရှိနေသေးတဲ့အတွက်ပွေးစတဲ့လူလိုမှကျွန်တော်အသုံးပြုလို့မရဘူးဒါကကျွန်တော်တို့နားလေလို့ရတယ်။ဟောပြလို့ရှိရင်ကျွန်တော်တို့လူရှော့တော့အစင်မပြေဖြစ်နေတဲ့အနေအထားတစ်ခုမှာ ်လီဆန်ဒိုမာတီနဲ့ပါဝင်လာမှာဆိုတော့တကယ့်ကိုအားရှိတဲ့ဂျွန်လိုအတင်အတွက်ဆိုတော့စာသမားတွေဒါကမန်ချက်စတာယူနိုက်တက်တည်ရဲ့နောက်ခင်ကစားသမားနှစ်ယောက်ဖြစ်တဲ့လီဆန်ဒိုမာတီနဲ့ဟယ်ရီမကွမ်းယောင်းအကွမ်းယောင်းကိုမန်ချက်စတာယူနိုက်တက်အတင်ကထည့်မဲ့ပြီးတော့တက်တက်တိုးမြင့်ဖို့အတွက်ဆွေးနွေးမှုတွေကျွန်တော်တို့ရှိနေကြောင်းရပိုရဲ့လီဆန်ဒိုမာတီနဲ့အနေနဲ့ international နိုင်ငံတကာပွဲစဉ်ပြီးတာနဲ့အတင်းနဲ့တူပွဲထောပါဝင်လာဖို့ချီကြောင်းတည်ရင်မြစ်တွေကကျွန်တော်တို့ဖော်ပြလာတဲ့အနေအထားတွေကို ကျွန်တော်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ဒီကစားသမားနှယောက်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိလေအထူးသဖြင့် Harry Maguire ကိုထပ်မံပြီးတော့တက်တန်းတိုးဖို့နေရာမှာကျွန်တော်ဒါကဖြစ်တင်လာညီကိုတို့ကဒီကစားသမားကိုနောက်ထပ်တနည်းနည်းနည်းမြင်ရှင်ခွင့်ရှိလာကျွန်တော်တူတောက်မြင်ပြောလို့ချင်းတော့ကစားသမားဖြစ်သူအသေးမှရှိနေတဲ့အနေအထားတစ်ခုဆိုရင်လည်းပဲကောင်းမွန်တဲ့ပုံစံတစ်ဖက်မှာလည်းလီဆယ်နိုမာတီနဲ့အနေနဲ့မန်ချက်စတာအောင်တဲ့အတင်းနဲ့ပွေးထုတ်ပါဝင်လာမှုရှိမယ်ဆိုတာကတော့ပြည်သက်တဲ့အားလုံးကဒါမျောလင်းနေတဲ့ အနေထားတစ်ခုပေါ့ဆိုတော့ဆွေးနွေးပေးခဲ့ကြပါဦးကျွန်တော်ရဲ့ comment လေးမှာညီကိုတို့ရဲ့အမြင်လေးတွေကိုအာ message အောင်နေတဲ့အတင်းကနိုင်ငံတကာပွေးစဉ်ပြီးလို့ရှိရင် Liverpool နဲ့အဝေးကွင်းညီဆိုင်ရမှာဆိုတော့ကျွန်တော်တို့အတင်းတွင်လိုင်းနေတဲ့ကစားသမားတွေပေါ်တယ်မလားအရေးကြီးတဲ့ကစားသမားတွေအဲ့ဒီပွေးစဉ်မှာအမေကယ်ဆုံးပါဝင်လာနိုင်ပါစေကြောင်းဆုတောင်းရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်အဆုံးသတ်လိုက်ပါတယ် message အောင်နေတဲ့ပိတ်တဲ့တူတယောက်ချင်းနဲ့လည်းအရာရာဆင်ပြေပါစေအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ